Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရန်ကုန်ကပို့ပေးလိုက်တယ်ကိုတိုင်းညင်းပြီးတော့နေလန်းထားတယ်စိတ်သားကြောက်ကလေးတွေကိုစိတ်သားကြောက်ငပိချက်ဆက်ဆက်ကလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တယ်ဘူးရွက်ဟင်းချိုလေးလည်းပါတယ်ဆိုတော့အားလုံးပဲကြောက်စစ်နေတူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ငါကတက်ချင်တယ် ကယ်ဒါကတော့ရန်ကုန်အိမ်ကနေပြီးတော့ကိုတိုင်းညှင်းပြီးတော့ကြာတော့လှမ်းပြီးတော့ပို့ပေးလိုက်တယ်ဒါစိတ်သားကြောက်ကလေးတွေပေါ့နော်စိတ်သားကြောက်ကိုအရင်ဆုံးကျော်စစ်ကတော့ဒီလိုရင်နွေးနဲ့ပေါ့နော်စိမ့်ပေးပါတယ်ပြီးသွားရင်ကျော်စစ်တို့စပီချက်ဖို့အတွက်ကိုတော့ဒီမှာကြက်သွန်ဖြူရဲကြက်သွန်နီရဲကိုကျော်စစ်တို့စီတက်မယ်ပေါ့နော်စီတက်တဲ့နေရာမှာစနွန်းမုံလေးထည့်ပေးပါမယ်အနယ်လေးမွေးလာသည့်ဒီစီတက်ပေးပါမယ်ပြီးရင်တော့အနုမုံလေးတုံးပေးမယ်ပေါ့နော်အနုမုံလေးထည့်ပြီးတော့ကြတော့ကျော်စစ်တို့ ကျက်သွန်ဘျူးကျက်သွန်နီအနံလေးမွေးလာသည်ဒီစီတက်မယ်ပြီးရင်တော့ခဲန်းကျင်သည်ကြိုက်ထားလေးကိုထည့်ပေးပါမယ်ခဲန်းကျင်သည်လေးတွေဤပြီးတော့စီပေါက်လာတဲ့အထီကိုလုံပေးမယ်ပေါ့နော်ပြန်ငပိချက်မှာအသက်ပေါ်တော့ကျော်စစ်ကတော့ဒီငပိကိုကြတော့ဒီနိုင်ဘိုးရဲ့အတင်စားထိုင်းငပိလေးကိုတုံးပြီးချက်ပါမယ်။သူကတော့ရင်းချက်တဲ့နေရာတွေမှာလည်းတုံးလို့ရတယ်အထောင်းထောင်းတဲ့နေရာတွေမှာရောကိုယ်စိတ်ကြိုက်တုံးလို့ရတယ်ပေါ့နော်။ ကဲပြီးရင်တော့ကျော်စစ်တို့ဒီမှာခန်းကျင်သည့် EP တော့စီပေါက်လာသည့်အထိကိုလုံပေးလိုက်မယ်အခုလိုမျိုးခန်းကျင်သည့် EP တော့စီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်ကရုပ်သီးအကျမ်းဘက်ကလေးကိုထည့်ပေးလိုက်ပါမယ်ရုပ်သီးကျမ်းပတ်ကလေးထည့်ပြီးတော့ရုပ်သီးနဲ့လေးတွေမွေးလာသည့်အထိကိုလုံပေးလိုက်မယ်ပေါ့နော်။ကဲခုလိုမျိုးရုပ်သီးနဲ့လေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျော်စစ်ကအရသာအတွက်ကိုစားရဲအချုံမုံလေးရဲထည့်ပေးလိုက်ပါမယ်။ န်းကျင်စည်းနဲ့ဒီငြုံတိအနှစ်နဲ့ပေါ့နော်တေချာလေးလုံးပေးပြီးသွားရင်တော့ကျွန်စစ်တို့ဒီမှာရှေ့မှာရေစိမ့်ပြီးတော့ကြာတော့ပေါ့နော်အခုလိုမျိုးလေးအနေတော်လေးတွေတုံးထားတဲ့ဒါကတော့စိတ်သားချက်ကလေးတွေကိုကျွန်စစ်ကထည့်ပေးလိုက်မယ်စိတ်သားချက်နဲ့ခန်းကျင်စည်းအနှစ်နဲ့အားလုံးနှံ့သွားအောင်တေချာလေးလုံးပေးလိုက်ပါမယ်ပြန်တော့ကျစစ်တို့စိတ်သားကြက်ပြီးတော့ကြတော့ဗောနော်နူးသွားအောင်ရင်းနှီးလေးထည့်မယ်ရင်းနှီးကိုတော့ဒါရှေ့မှာတော့ကျစစ်တို့ဒါစိတ်သားကြောက်စိန်ထားတဲ့ရင်းနှီးကိုပဲပြန်ပြီးသုံးနေဗောနော်သူ့ရဲ့ဒီအရာသာပြန်ပြီးရအောင်ဗောနော် ကဲနောက်ဆုံးကျော်စစ်တို့ဒီမှာခန်းချင်းဒီစီပောက်ပြီးတော့လဲဤလာပြီးပြီးသွားရင်ဒီမှာစိတ်သားလေးလည်းဤလာရဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှင်တော့နောက်ဆုံးမှာပိုပြီးမွေးသွားအောင်ကျော်စစ်ကနန်းနန်းမင်းလေးအုပ်ပေးလိုက်ပါမယ်နန်းနန်းမင်းကတော့ကို့အကြိုက်မလို့ကျော်စစ်ကများများအုပ်တယ်ပေါ့နော်ကဲအခုဆိုလို့ရှင်တော့ဒါခန်းချင်းဒီစိတ်သားကြောင့်ငပိချက်ကလေးရပါပြီစိတ်သားကြောင့်ငပိချက်ပေါ့နော်အရန်စားခြင်းနေရဲ့စိတ်သားကြောင့်ငပိချက်ကလေးချက်ပြီးတော့ကြတော့စားတာပါဟင်ရှယ်ပဲခန်းချင်းဒီလေးနဲ့ချက်ထားပါတယ် ဒီမှာဒါလေးကကြတော့ဘူးရွက်ဟင်းဂျိုဘူးရွက်ကလေးနဲ့လည်းတို့ပြီးတော့ကြတော့စားမယ်ပေါ့နော်ဘူးရွက်ဟင်းဂျိုလေးရဲ့ပြီးတော့ဒီဘက်မှာဒါကတော့တို့စရာအစုံဒီမှာဒါလေးကကြတော့ဘော့စကန်ရွက်ဘော့စကန်ရွက်ကလေးရဲ့ဒီမှာဒါလေးကတည့်ရတီးကတော့နည်းနည်းတော့မှဲ့သွားတယ်ဒီမှာတည့်ရတီးလေးရဲ့တွားရင်ဒါလေးကတော့အချင်းလေးပေါ့နော်ကတက်ချင်လေးအားလုံးပဲစားကြပါအောင်ခမရอืมပြပြကြပါကြတော့ အရင်နေလမ်းမီပို့ပေးရပါတော့။ဒီစားကြောင်ရန်စားချက်လုံမုံငပိချက်ကလေးချက်စားရန်ကောင်းတယ်။ဟာဘူးရဟင်္ဂါ มาด่าเราพอสกันอยู่คลีพอสกันอยู่คลีนะดูไหมอืมมาปุยยาเฮงาเลย ဘူးရဟင်ကလေးကလည်းချိုးနေတာပဲဒါမျိုးလေးချက်စာကြည့်ပေါ့နော်ကျစစ်ကတော့ဒီနေ့ဒါဒီစိတ်သားကြောင့်ငပိချက်ကလေးကိုဒါနိုင်ဘူရဲ့ပေါ့နော်ဒီအတင်စားထိုင်းငပိရေးတွေတုံးပြီးတော့ကြာတော့ကြာတော့ချက်ထားတာပေါ့နော်အဲငပိချက်ဒီပိုင်းချက်တာမျိုးပဲဖြစ်ဖြစ်ဟင်းဒီပိုင်းချက်တာမျိုးပဲဖြစ်ဖြစ်လည်းတုံးလို့ရရဲ့မှတူကကြာတော့ဒစိတ်ကလေးကိုတေချာကြည့်ပေးနော်အတုတွေအရန်ပေါ်လို့လေဒါနိုင်ဘူဒီဒစိတ်ပေါ့နော်ထိုင်းစားသားနဲ့ဆိုဒီလိုဒစိတ်ကလေးသူကအစစ်ဆိုလို့ရှင်လို့ရှင်ဒီလိုအစစ်ဆိုစတစ်ကာလေးပါသူကထည့်ပေးထားတယ်တချို့တွေကကြာတော့ အတူတွေနဲ့မှားကြလို့ပေါ့နော်ကျော်စစ်တို့อืมရှေ့ပဲငါကတက်ချင်လေးอืมချက်စားကြည့်ပေါ့နော်အရင်ထိမိ မင်းလေးနည်းနည်းထပ်ပြီးထည့်လိုက်အောင်မယ်ဒီနေ့ကတော့ကျော်စစ်ကတာစိတ်သားချောက်ပေါ့နော်ဒီခန်းချင်းတင်ငယ်ပြစ်ချက်ကလေးရဲ့တို့စရာအစုံလေးရဲ့ဘူးရဟင်ကြိုးလေးရဲ့အရန်လိုက်ပေါ့နော်ဒါအောင်ကျော်စစ်ကဒီနိုင်ဘူးရဲ့အတင်စားထိုင်းငက်ပြည့်လေးကိုတုံးပြီးတော့ကျတော့ချက်ပြသွားတာပါဒီနိုင်ဘူးမှာကျတော့သူကဒီလိုမျိုးအနည်းနဲ့အစိမ့်နဲ့နှစ်မျိုးရှိတယ်ပေါ့နော်အစိမ့်ကကြတော့ကျွန်တော်တို့ဒီငါပြိမကြိုက်တဲ့သူတွေတောင်ကြိုက်တယ်အနက် တင်းတင်းလေးနဲ့ပေါ့နော်အထောင်းနေပါရထောင်းတဲ့နေရာမှာဆိုလို့ရှင်လည်းအရန်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အုံးကြည့်ဖို့ကျွန်တော်စကဝေမျှပေးပါရတယ်အဲ့တော့တက်ပြီးတော့ကြတော့စားလိုက်အောင်မယ်ထမင်းလည်းထပ်ပြီးထည့်လိုက်အောင်မယ်ပေါ့နော်အဲ့တော့ဒီနေ့ blog လေးဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးပဲတက်တာပါ